ချစ်ချင်းဆိုတာဘလိုမျိုးလဲမိတ်ဆွေတခါတရံအလှဆုံးရာတွေဟာအကြောက်ဆုံးချင်းတွေကနေပေါက်ဖွားလာတတ်တယ်လို့ပြောရင်ယုံမလားဒီနေ့မှာတော့ကျွန်တော်တို့ Brain Greenwood ရဲ့ All the Ugly and Wonderful Things ဆိုတဲ့စာအုပ်ကိုလေ့လာကြမှာပါဒါဟာအဆုံးရောက်ဆုံးအခြေအနေတွေကြားကချစ်ချင်းမေတ္တာရဲ့ရှုပ်ထွေးတဲ့အလှကိုတင်ပြထားတဲ့ဝတ္ထုပါစာရေးသူနဲ့ဝတ္ထုအစား စာရေးသူပရင်ဂရင်းဝုတ်ဟာဒီဝိတ္ထုကိုရေးသားခဲ့သူပါသူ့ရဲ့အကြောင်းကိုဒီစာအုပ်ထဲမှာအသေးစိတ်မပါဝင်ပေမဲ့ဒီဇလန်ကမိတ်ဆွေတို့ရင်ထဲကိုထိစေမှာပါဝေဗီကွင်းဆိုတဲ့ကလေးမလေးကမွေးဖွားကလေးကမတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်သူမိဘတွေဟာမူးယစ်ဆေးဆွဲနေပြီးအိမ်ကျမဲ့သူတွေပါကလေးမလေးဟာကားနောက်ခံမှာမွေးဖွားခဲ့ရပါတယ်သူ့ဘဝရဲ့အစောပိုင်းနှစ်တွေဟာလုံခြုံမှုမရှိ ပြစ်ပယ်ခံရမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဒါကြောင့်ယုံကြည်မှုခက်ခဲပြီးချစ်ချင်းမေတ္တာဟာရှုပ်ထွေးတဲ့အရာတစ်ခုဖြစ်လာခဲ့ရပါတယ်။ဆွေမျိုးတွေနဲ့မွေးစားမိဘတွေကြားလက်ပတ်နေရတဲ့ဝေးပြီးဟာစကားမပြောစားတောက်ဖို့ညှဉ်းဆန်းတန်ရှင်းရေးကိုဆွဲလန်းပြီးထိန်းချုပ်ခြင်းစိတ်ပြင်းပြတာတွေကိုလူကြီးတွေကနားမလည်ကြပါဘူး။လုံခြုံမှုကင်းမဲ့တဲ့ကမ္ဘာမှာဝေးပြီးဟာသူ့ကိုယ်သူကောက်ွယ်တတ်ဖို့တင်ယူခဲ့ရပါတယ်။သူ့ကိုစိတ်အေးချမ်းသာစေတာကတော့ညာတိုင်းသူ့အမိပေးတဲ့ကျေလေးတွေပါပဲ။ ဝေးဗီရဲ့စကားတိတ်ခြင်းနဲ့ကယ်လင်ရဲ့ပေါ်ထွက်လာခြင်းဝေးဗီရဲ့တိတ်ဆိတ်ခြင်းဟာသူ့ရဲ့ကာကွယ်ရေးနိလန်မှာ သူ့ကို အနေပြုတဲ့လောကမှာအသက်ရှင်မှုသူ့ရဲ့နိလန်ပေါ်အဖွားအိုစီမှာနေထိုင်စဉ်မှာဝေးပြီကိုထူးဆန်းတယ်။ထိခိုက်နေတယ်လို့မြင်ကြပါတယ်။စကားမပြောမစားတော့မထီတွေ့ဘူးညင်းဆန္ဒတွေကိုတန်လျာနဲ့စိတ်ပြတ်မှုတွေနဲ့ကြုံရပါတယ်။ဒါပေမဲ့သူ့ရဲ့ထူးဆန်းမှုတွေအောက်မှာတောက်ပေါက်တဲ့ညင်ကြီးနဲ့ထိမ့်ချုပ်လိုစိတ်ပြင်းပြနေပါတယ်။ ကျယ်တွေကိုအမိပေးတာပစ္စည်းလေးတွေ စုဆောင်းတာတွေကသူ့ကိုစိတ်အေးချမ်းသာပေးပါတယ်။တရက်မှာတော့ Jesse Jokelin ဆိုသူအရင်ကပြစ်မှုကျူးလွန်မှုတူတူမော်တော်ဆိုင်ကယ်တိုက်မိပြီးဝေးပြီးအိမ်သားမှလဲကျသွားပါတယ်။အသက်၈နှစ်အရွယ်ဝေးပြီးကသူ့ကိုကူညီပေးခဲ့ပါတယ်။ဒီဖြစ်ရက်ကသူတို့နှစ်ဦးကြားမှာနားလည်မှုတစ်မျိုးကိုဖန်တီးပေးခဲ့ပါတယ်။ကယ်လင်ဟာသူ့ရဲ့ရုပ်ရည်ကြောင့်လူတွေရဲ့စွန့်ပယ်ခြင်းကိုခံရဘူးတူပါ။သူကဝေးပြီးရဲ့ဉာဏ်ရည်နဲ့ထန်နိုင်ရေးကိုမြင်ပါတယ်။ ဝေးပြီးကလည်းအမြဲတမ်းမြင်ကွယ်နေခဲ့ရတာပါကယ်လင်ကသူ့ကိုသူ့အတိုင်းရှိနေခွင့်ပေးတယ်သူတို့ကြားကဆက်သွယ်မှုဟာချက်ချင်းပါပဲထူးခြားတဲ့မိသားစုနဲ့မေတ္တာအလင်းဝေဗီရဲ့မိခင်ဘဲကမူရစ်ဆဆွေးမှုတွေမတည်ငြိမ်မှုတွေကြားလက်ပတ်နေချိန်မှာကယ်လင်ဟာဝေဗီဘဝမှာအရေးပါတဲ့သူ ဖြစ်လာပါတယ် သူတို့နှစ်ဦးကြားကဆက်ဆံရေးဟာပထမတော့အပြစ်ကင်းစင်ပေမဲ့အတွေ့စိတ်ပိုင်းဆိုင်ရာနှိစက်မှုကလူတွေကိုစိုးရိမ်စေပါတယ်။ကယ်လင်ကတ္တာဝေးပြီးရဲ့ကိုပိုင်နဲ့နမိတ်ကိုလေးစားပြီးဘာကဲခတ်မှုမှမပါဘဲနားထောင်ပေးသူပါ။သူကဝေးပြီးကိုလုံခြုံတယ်လို့ခံစားရစေသူပါ။သူတို့အတူတကွမစုံလင်ပေမဲ့မိသားစုတစ်ခုလိုဖြစ်လာခဲ့တယ်။လူလူရှုမှုတွေအကြမ်းဖက်မှုတွေကြားမှာပျော်ရွှင်မှုနဲ့ပုံမှန်ဘဝလေးတွေကိုရှာဖွေကြပါတယ်။သူတို့ရဲ့ချစ်ချင်းမေတ္တာဟာပုံမှန်မဟုတ်ပေမဲ့လုံးဝနားမလည်နိုင်တာမဟုတ်ပါဘူး။ ဒါဟာသူတို့ရဲ့ခိုးလုံရလည်းဖြစ်တယ်။အနည်းရဲ့အကြီးဆုံးရလည်းဖြစ်လာပါတယ်။ရှင်တန်ချင်းရဲ့လမ်းစဉ်များဝေးပြီဟာစကားမပြောရုံသာမကအေးအေးယူခြင်းကနေလည်းရှင်တန်ဖို့တင်ယူခဲ့ရတယ်။အစားအစာခိုးတာညီဖြစ်သူဒေါ်နေကိုပြုစုဆောက်ရှောက်တာတွေပါ။သူမိခင်ဘယ်မကျမ်းမာတော့ရင်အိမ်ကိုလည်းစီမံခန့်ခွဲခဲ့ရပါတယ်။ကယ်လင်ကလည်းသူ့ကိုကူညီပေးပြီးလက်တွေ့ကျတဲ့အတတ်ပညာတွေသင်ပေးခဲ့ပါတယ်။ เจ้าကဝေးပြီးအတွက်စိန်ခေါ်မှုလည်းဖြစ်တယ်လို့အနားယူစရာလည်းဖြစ်တယ်။ဆရာဆရာမတွေကသူ့ကိုဘလို့ချင့်ကဲ့ရမလဲမသိကြဘူး။အပြင်လောကကတော့ကယ်လင်ရဲ့ဝေးပြီးဘဝမှာပါဝင်ပတ်သက်မှုကိုတန်တရားဝင်နေစေပါ။ဒါပေမဲ့ဝေးပြီးအတွက်တော့ကယ်လင်ဟာတည်ငြိမ်တဲ့တဦးလေးတော့အရာပါ။သူတို့နှစ်ဦးရဲ့ဆက်သွယ်မှုဟာပိုနှဆိုင်လာတယ်။အကာအကွယ်ပေးသူနဲ့အဖော်ကြားကအလွှာတွေဝေဝါးလာခဲ့တယ်။ဝေးပြီးကဆယ်ကျော်သက်ရွယ်ကိုရောက်လာတော့လိုအပ်တဲ့ချက်ချင်းနဲ့ လုံကြုံရေးကပုံပြပြလာခဲ့တယ်။ကဲလင်အကာကွယ်နဲ့အရှုပ်တော်ပုံကဲလင်ရဲ့ဝေးပြီးဘဝမှာရှိနေခြင်းကကဲတင်ခြင်းလည်းဖြစ်အရှုပ်တော်ပုံလည်းဖြစ်ပါတယ်။သူကမိဘတွေရဲ့မတည်ငြိမ်မှုကနေဝေးပြီးကိုကာကွယ်ပေးတယ်။အเจ้าမှာအစဉ်ပြေအောင်ကူညီပေးပြီးဝေးပြီးကို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 နဲ့ညီဖြစ်သူကိုပြုစုဆောက်ရှောက်ဖို့တင်ပေးတယ်။သူတို့ရဲ့ဆက်ဆံရေးကအပြည့်ကင်းစင်ပေမဲ့နှိစက်မှုရှိတယ်။ယုံကြည်မှုဝေမျှတဲ့လှုပ်ဝက်ချက်တွေ ျင်နာတဲ့အပြုငူတွေနဲ့ဖွဲ့စည်းထားတာပါဝေးဗီအရွယ်ရောက်လာတာနဲ့အမြတ်သူတို့ရဲ့ဆက်ဆံရေးဟာပြောင်းလဲလာပြီး လူတွေရဲ့အကြည့်ကိုခံလာရတယ်ကယ်လင်ဟာအနည်းငယ်ကိုတိလို့နယ်နိမိတ်ကိုထိမ့်သိမ့်မှုစူးစားပါတယ်ဒါပေမဲ့လူတွေရဲ့တန်တရားကပုံများလာတယ်ဝေးဗီအတွက်တော့ကယ်လင်ဟာသူ့ကိုမြင်တဲ့သူ့ကိုမပြောင်းလဲပဲချစ်တဲ့တူလေးတော့သူပါသူ့ကဘာကြီးပြုတ်ကွဲနေချိန်မှာသူကကယ်လင်ကိုအားကိုးတယ်အရေးထဲကချက်ချင်းတားမြစ်ထားတဲ့အချက် ဝေးပြီးဆယ်ကျော်သက်အရွယ်ကိုရောက်လာတော့ကဲလင်အပေါ်သူ့ရဲ့ခံစားချက်တွေပုံပြင်းပြလာတယ်။သူတို့ရဲ့ဆက်ဆံရေးကကောလာဟလတွေနဲ့စိုးရိမ်မှုတွေရဲ့အကြောင်းရဖြစ်လာတယ်။အကာအကွယ်ပေးသူနဲ့ချစ်သူကြားကနယ်နိမိတ်ဟာပျောက်လုနေပါဖြစ်လာတယ်။အထူးသဖြင့်အပြင်လူတွေရဲ့အမြင်မှာပေါ့။ချစ်ချင်းမေတ္တာကိုအလွန်နှမ်းတနေတဲ့ဝေးပြီးဟာကိုထီလက်ရောက်နီးစပ်မှုကိုစတင်ခဲ့တယ်။ကဲလင်ကတော့ပြည့်ရှိတယ်လို့ခံစားရပြီးနယ်နိမိတ်ကိုကြုံမှာကိုကြောက်ရွံ့နေတယ်။သူတို့ရဲ့ချစ်ချင်းဟာစစ်မှန်ပြီး အပြန်အလှန်ပါပဲဒါပေမဲ့ကဘာကြီးရဲ့အကြက်ခတ်မှုတွေနဲ့အဆုံးတတ်မှုကိုကြုံတွေ့ရမယ့်အနေအထားရဲ့အရေးအောက်မှာရှိနေတယ်မိခင်ဘဲကွယ်လွန်ပြီးမိသားစုပြည်စည်းသွားတဲ့အခါဝေးပြီနဲ့ကယ်လင်ရဲ့ဆက်သွယ်မှုဟာသူတို့ရဲ့တက်တာရလည်းဖြစ်သူတို့ရဲ့ပြိုလဲခြင်းလည်းဖြစ်လာတယ်ပုံမှန်မဟုတ်တဲ့ချစ်ချင်းရဲ့အကျိုးဆက်တွေကိုရင်ဆိုင်ဖို့သူတို့ကိုတွားပေးခဲ့တယ်ကဘာကြီးကသူတို့ကိုစန့်ကျင်သည်ဝေးပြီနဲ့ ကယ်လင်ရဲ့ဆက်ဆံရေးကိုတိရှိသွားတဲ့အခါအရှုပ်တော်ပုံတရားရေးဆိုင်ရာလှုပ်ဆောင်မှုတွေနဲ့ခွဲခွာခြင်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။ကယ်လင်ဟာဥပဒေအရခွင့်ပြုတဲ့အသက်ထက်ငယ်ရွယ်သူနဲ့ဆက်ဆံမှုနဲ့ထောင်ဒဏ်ကြခံရပါတယ်။ဝေးဘီကတော့သူတို့ရဲ့ချစ်ချင်းဟာသဘောတူညီမှုနဲ့အသက်ဆက်ဖို့အထောက်အကူဖြစ်တယ်လို့တောင်းဆိုခဲ့ပါတယ်။ဝေးဘီကို သူ့တော်ဘရင်နာစီပို့လိုက်တယ်။သူ့ရဲ့အခွင့်အရေးနဲ့အတန်ကိုတင်းစီခံရတယ်။သူ့ရဲ့ကယ်လင်စီပို့တဲ့စာတွေကပြန်လာတယ် ကဘာကြီးရဲ့အကဲခတ်မှုကလင်မြန်ပြီးခွလုံမှုမရှိပါဘူး။ကဲလင်ကိုတားကောင်တကောင်လိုဝေးပြီကိုတော့တားကောင်တကောင်လိုတရုပ်ဖော်တယ်။သူတို့နှစ်ဦးစလုံးကိုဖဲချခြင်းခံရတယ်။ကဲလင်က ထောင်နေရန်တွေနောက် ဝေးပြီကတော့အဆောက်ကြီးခံရတဲ့အိမ်မှာပေါ့။သူ့ရဲ့နာကျင်မှုနဲ့လွမ်းဆုတ်မှုကို လွဲမားတယ်လို့ပယ်ချခဲ့တယ်။ကြည်မွားခြင်းနဲ့ကွဲပြားခြင်းကယ်လင်နဲ့ဒေါ်နယ်စီကခွဲခွာခံရပြီး ဝေးဘီဟာနှစ်ပေါင်းများစွာအထီးကျန်ခြင်းနဲ့လွမ်းဆွခြင်းကိုခံစားခဲ့ရတယ်။သူ့တော်ဘရင်နာရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့အကြံဉာဏ်တွေက သူ့ကိုပို့လို့အထီးကျန်ဆန်းစေတယ်။ဝေးဘီဟာကိုကိုကိုပြန်လဲရုပ်သိမ်းခြင်းဖြင့်အသက်ရှင်ခဲ့ရတယ်။ပညာရေးမှာထူးချွန်ခဲ့ပေမဲ့စိတ်ပိုင်းဆိုင်ရာဆက်သွယ်မလုပ်ခဲ့ဘူး။ကယ်လင်နဲ့ဒေါ်နယ်ကို စာရီးရေးတယ်။ဒါပေမဲ့အများစုကပြန်မရခဲ့ဘူး။လောကကြီးက ရှေ့ဆက်သွားတယ်။ဒါပေမဲ့ဝေးဘီကတော့အတိတ်ကိုတက်တွင်နေခဲ့တယ်။ ကလေးအပေါ်သူ့ရဲ့ချစ်ချင်းမြတ်တာဟာအချိန်ဒါမှမဟုတ်အကွာအဝေးနဲ့မလျှော့ပါခဲ့ဘူးဆုံးရှုံးမှုရဲ့နာကျင်မှုက အမျက်ရှိနေတယ်ဒါပေမဲ့သူကခံနိုင်ရှိဖို့ချစ်ချင်းမြတ်တာရဲ့အမတ်တရားကိုစုပ်ကင်ထားဖို့ဆုံးဖြတ်ထားတယ်လူဝတ်ချက်များဤအကျိုးဆက်များဝေးပြီးအရွယ်ရောက်လာတဲ့အခါမိသားစုရဲ့အတိတ်လှုပ်ဝက်ချက်တွေပေါ်ထွက်လာပါတယ်။သူမိဘတွေရဲ့တည်ဆုံမှု၊ဒေါ်နယ်ရဲ့ဖခင်အမှန်၊ကယ်လင်ထောင်ကျရတဲ့အကြောင်းရင်းတွေပေါ်လာတယ် ဒီအချက်တွေကဝေးပြီးနဲ့သူ့ပတ်ဝန်းကျင်ကလူတွေကိုတိတ်ဆိတ်ခြင်းနဲ့ရှက်ကြောက်ခြင်းရဲ့အကျိုးဆက်တွေကိုရင်ဆိုင်ဖို့တွန်းအားပေးခဲ့တယ်။ဝေးပြီးဟာသူ့ရဲ့ကိုယ်ပိုင်ဇလန်းကိုပြန်လည်ရယူဖို့တားကောင်တကောင်ထပ်ပိုးတဲ့သူအဖြစ်မြင်ခံရဖို့ကဲလေအပေါ်သူ့ချစ်ခြင်းကိုမှန်ကန်ပြီးတန်မိုးရှိတဲ့အရာအဖြစ်တောင်းဆိုဖို့ရုန်းကန်ခဲ့ရတယ်။ဒါကသူ့ထော်ဘရင်ဒါတရားရေးစနစ်သူ့ကိုယ်ပိုင် ကြောက်ရွံ့မှုတွေနဲ့ပဋိပက္ခဖြစ်စေခဲ့တယ်။လူဝတ်ချက်တွေရဲ့ဇင်းနှုံးကမြင့်မာတယ် ဒါပေမဲ့ဝေးပြီးကသူ့ဘဝကိုဒါမှမဟုတ် သူ့ချစ်ချင်းကို သူများတွေတတ်မှတ်တာကိုလက်မခံဘူးအဖယ်ခံရခြင်းနဲ့ခံနိုင်ရှိခြင်းကေလင်ထောင်တန်းချက်ခံနေစဉ်မှာဝေးပြီးဟာအဖယ်ခံရတဲ့ဘဝမှာဘဝတစ်ခုကိုတိဆောက်ခဲ့တယ်ကောလိတ်တက်တဲ့မိတ်ဆွေတငယ်ချင်းတွေဖွဲ့တယ်ညီဖြစ်သူဒေါ်နယ်ကိုလိုက်ရှာတယ်ကယ်လင်ပေါ်သူ့ရဲ့ချစ်ချင်းဟာငြိမ်သက်တဲ့တည်ငြိမ်မှုအဖြစ်ကြံရှိခဲ့တယ်။သူ့ရွေးချယ်မှုတွေကိုပုံဖော်ပြီး အထီးကျန်ခြင်းကြားမှာသူ့ကိုအသက်ရှင်စေတယ်။မပို့ဘူးတဲ့စာတွေပြက်ကွက်တဲ့အိမ်မက်တွေမရှိခြင်းရဲ့အနာကျင်မှုတွေကဒီနှစ်တွေကိုဖော်ပြတယ်။ဝေးပြီနဲ့ကလေးနှစ်ဦးစလုံးခံနိုင်ရှိခဲ့တယ်။ဆင်းရဲဒုက္ခတွေနဲ့ပြောင်းလဲသွားတယ်။ဒါပေမဲ့မကြိုးပဲ့ခဲ့ဘူး။ကဘာကြီးကသူတို့ရဲ့ခွဲခွာခြင်းကိုအတီးပြုတယ်။ဒါပေမဲ့မျောလင်းချက်ကတော့ရှိနေတော့မှာပဲ။မတည်ဆုံးတဲ့တင်းမာတဲ့မိခဲ့လူပေါ့။မပို့ဘူးတဲ့စာများ ဝေးဘီဟာသူ့ရဲ့လွမ်းဆွခြင်းနဲ့ချစ်ချင်းမေတ္တာကိုကယ်လင်စီစာရီရေးပို့တယ်။ဒါပေမဲ့အများစုကတော့ပြန်လာတယ်။သူကရှိနေတွေတရားသူကြီးတွေသူ့ကိုပြန်လဲစုံစည်းပေးနိုင်မဲ့သူတိုင်းကိုရေးတယ်။စာရေးတဲ့အလေးထားကအသက်ရှင်ဖို့လမ်းကြောင်းလေးဖြစ်နှိပ်စက်မှုလေးဖြစ်တယ်။မျော်လင့်ချက်ကိုအသက်ရှင်အောင်ထားတဲ့နီလန်းဒါဟာညှင်းပယ်ခြင်းကိုရင်ဆိုင်ရတိုင်းမမေ့လျော့ဘူး။မစွန့်လို့ဖို့ကဘာရဲ့အမြင်ကိုမလက်ခံဖို့သူ့ရဲ့ညှင်းဆန်မှုရဲ့တသက်ပါ နှစ်တွေကုန်လွန်သွားတယ်။ပြန်မရတဲ့စကားတွေနဲ့ရှင်တန်မှုခက်ခဲတဲ့အလုပ်တွေကညှင်းပြတယ်။ဆောင်းဆိုင်ချင်းလွတ်လပ်ခွင့်ဒါပေမဲ့အတူတကွမဟုတ်။ကယ်လင်လွတ်လပ်ခွင့်ရလာတယ်။ဒါပေမဲ့သူ့ရဲ့လွတ်လပ်ခွင့်အခြေအနေတွေကဝေးပြီနဲ့ဆက်သွယ်ခွင့်မပေးဘူး။နှစ်ဦးစလုံးကအနီးကပ်နေပေမဲ့မတွေ့ရတဲ့နာကျင်မှုကိုခံစားရတယ်။အချိန်နဲ့အကွာဝေးကသူတို့ကိုပြောင်းလဲသွားစေတယ်ဆိုတဲ့အတွေ့အကြုံကသူတို့ကိုနှိပ်စက်တယ် အရွယ်ရောက်လာတဲ့ဝေးပြီဟာဆက်တွယ်ခွင့်မပိတ်ပင်ဘူးတောင်းဆိုတယ်။ဥပဒေစနစ်ကိုရဲရင်မှုနဲ့ကျွမ်းကျင်မှုနဲ့ရင်ဆိုင်တယ်။နှစ်ပေါင်းများစွာခွဲခွာခြင်းနဲ့အတိတ်ရဲ့အလေးချိန်ကြောင့်စံသက်ခံရတဲ့သူတို့ရဲ့ချစ်ချင်းဟာအမတ်တရနဲ့လွှမ်းဆွတ်ခြင်းမှာတရှိနေတယ်။သူတို့နှစ်ဦးစလုံးဟာ အတူတကွနေထိုင်နိုင်တဲ့အချိန်ကိုစောင့်မျှော်နေကြတယ်။ပြန်လည်ဆုံစည်းခြင်းနဲ့အမတ်တရထွက်ပေါ်လာခြင်းဝေးပြီနဲ့ ကယ်လင်နောက်ဆုံးပြန်လည်ဆုံးတွေ့တဲ့အခါအဲ့ဒီအချိန်ဟာပျော်ရွှင်မှု၊နာကျင်မှုနဲ့သူတို့ကြုံတွေ့ခဲ့ရတဲ့အမှတ်အသားတွေနဲ့ပြည့်နှက်နေတယ်။သူတို့ရဲ့ပထမဆုံးများဟာစားသုံးခြင်းလည်းဖြစ်တယ်။အမှန်တရားထွက်ပေါ်လာခြင်းလည်းဖြစ်တယ်။သူတို့ရဲ့အတိတ်ရဲ့အဖြစ်မှန်တွေကိုရောအနာဂတ်ကိုတိဆောက်တဲ့စိန်ခေါ်မှုတွေကိုရောရင်ဆိုင်ကြတယ်။ကဘာကြီးရဲ့အကဲခတ်မှုကအမြဲရှိနေတယ်။ဥပဒေကလည်းသူတို့ကိုခွဲခွာဖို့ချင်းချောင်းနေစေပါ။ဒါပေမဲ့သူတို့ရဲ့လက်တွေထဲမှာသူတို့ဟာအနာကျက်ခြင်းရဲ့အတိုင်းအတာတစ်ခုကို သူတို့အတော်ကြာရှာဖွေခဲ့ရတဲ့အိမ်တဲ့အိမ်လိုခံစားမှုကိုတွေ့ရှိခဲ့တယ်။သူတို့ရဲ့ချစ်ချင်းဟာရိုက်နှက်ခံရပေမဲ့မကြိုးပဲ့ခဲ့ဘူး။ဒါဟာငင်းဆန်ခြင်းလည်းဖြစ်၊တတိကဝတ်လည်းဖြစ်တယ်။လွတ်လပ်ခွင့်ရဲ့ဇေနုံဝေးဘီဟာဆက်သွယ်ခွင့်မပိတ်ပင်ဘူးတောင်းဆိုတာကတရားရေးစနစ်ရဲ့ဂရုမစိုက်မှုနဲ့သူ့ပတ်ဝန်းကျင်ကလူတွေရဲ့တန်တရားကိုရင်ဆိုင်ရတယ်။ ူ့ရဲ့ချက်ချင်းဟာထိခိုက်မှုရဲ့လက္ခဏာမဟုတ်ပဲသူကိုယ်တိုင်ရွေးချယ်တဲ့အရာဖြစ်ကြောင်းသက်သေပြရမယ်။သူ ကြောက်ရွံ့စွာနဲ့တောင်းဆိုတာကတော့လွတ်လပ်ခွင့်ရဲ့ဇေနုံမှာကယ်လင်ကိုပြန်လည်ဆုံးရှုံးရမယ့်အနေနဲ့သူ့မိသားစုကိုရင်ဆိုင်ရတဲ့နာကျင်မှု အတူတကွဘဝတစ်ခုကိုတိဆောက်ရတဲ့စိန်ခေါ်မှုတွေဒါပေမဲ့ဝေးပြီးကမလျှော့ပါဘူး။ကိုပိုင်ဇလန်းနဲ့ကိုပိုင်ပျော်ရွှင်မှုကိုပိုင်ဆိုင်ဖို့ဆုံးဖြတ်ထားတယ်။ဥပဒေနဲ့စိတ်နှလုံး ဝေးဘီဟာကယ်လင်ကို ထောင်ချခဲ့တဲ့တရားသူကြီးနဲ့တွေ့ဆုံခဲ့တယ်။ဒါဟာဥပဒေရဲ့တည်ငြိမ်တဲ့ယုတ်တိနဲ့ချုပ်ထွေးတည်ရှိနေတဲ့ချစ်ချင်းရဲ့အဖြစ်မှန်ကြားကပြိပခါပါ။ဝေးဘီဟာတားကောင်းကောင်းလို့မြင်ခံရမှာကိုငြင်းဆန်တယ်။ရွေးချယ်ဖို့ခွင့်လွှတ်ဖို့ချစ်ဖို့သူ့ရဲ့အခွင့်အရေးကိုတောင်းဆိုတယ်။တရားသူကြီးကဝေးဘီရဲ့ရဲရဲမှုနဲ့လူသားချင်းစာနာထောက်ထားမှုကြောင့်စိတ်ပြောင်းသွားတယ်။အရင်ကနားမလည်ခဲ့တာကိုနားလည်လာတယ်။ သူတို့ကိုခွဲခွာထားတဲ့အမိန့်ကိုနောက်ဆုံးတော့ဖယ်ရှားပေးခဲ့တယ်။ဥပဒေဟာစိတ်နှလုံးရဲ့ဆန္ဒအတိုင်းကောင်းကင်ကနေကွေးဆင်းလာတယ်။ဝေးဗီနဲ့ကယ်လင်ဟာလွတ်လပ်စွာဘဝတစ်ခုကို တည်ဆောက်ခွင့်ရတယ်။သူတို့ဟာထွက်ပြေးသူတွေမဟုတ်တော့ဘူး။စုံတွဲတွေဖြစ်ပါ။အိမ်ပြန်ခြင်းဝေးဗီနဲ့ကယ်လင်ကဘာကြီးစီပြန်လာခဲ့ကြတယ်။သူတို့ဟိုးအရင်ကလိုကြိုးပဲ့နေသူတွေမဟုတ်တော့ဘူး။သူတို့ဟာချစ်ချင်းနဲ့ ချက်ချင်းခံရပိုင်ခွင့်ကိုရယူခဲ့တဲ့အသက်ရှင်ကျန်ရစ်သူတွေပါ။သူတို့ဟာယခုအသက်ဆက်ခုနှစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒေါ်နယ်နဲ့ပြန်လည်ဆုံစည်းပြီးအဟောင်းတန်ရာတွေကိုကုစားဖို့ကြိုးစားကြတယ်။သူတို့ရဲ့မိသားစုဟာပုံမှန်မဟုတ်ပေမဲ့တည်ရှိတယ်။ချက်ချင်းရဲ့အင်အားခွင့်လွှတ်ခြင်း၊နာကျင်မှုကနေအလောက်ကိုဖန်တီးနိုင်စွမ်းရည်တက်တည်ပါ။အပြင်လူတွေရဲ့တန်တရားနဲ့အတိတ်ရဲ့ဝိညာဉ်တွေကြမှာသူတို့ကထက်ခါထက်ခါအချင်းချင်းကိုရွေးချယ်ကြတယ်။ အဆိုးဆုံးနဲ့အကောင်းဆုံးအရာများအဆုံးမှာတော့ဝေးပြီနဲ့ကယ်လင်ရဲ့ဇလန်းကအောင်ပွဲဒါမှမဟုတ်ဝမ်းနဲ့စရာဇလန်းမဟုတ်ပါဘူးဒါဟာအသက်ရှင်ခြင်းခံနိုင်ရှိခြင်းချစ်ချင်းရဲ့ရှုပ်ထွေးတဲ့အလှပါကြောင့်ပါသူတို့ဟာကဘာကြီးရဲ့အကဲခတ်မှုသူတို့ရဲ့မွေးဖွားမှုရဲ့အကြမ်းဖက်မှုခွဲခွာခြင်းရဲ့နာကျင်မှုကိုခံနိုင်ရှိခဲ့တယ်သူတို့ရဲ့ချစ်ချင်းဟာအမောင်ထဲမှာပုံဖော်ထားတယ်အဆိုးဆုံးနဲ့အလှဆုံးပါ ဘဝဟာဘယ်တော့မှရွေးရှင်းတာမဟုတ်ဘူးဆိုတာကိုမှတ်သားစေတယ်။အလှဆုံးအရာတွေဟာအခက်အခဲဆုံးအခြေအနေတွေကနေမွေးဖွားလို့ရှိတယ်။သူတို့အတူတကွာအားလုံးကို လက်ခံမှုရွေးချယ်ကြတယ်။အဆိုးဆုံးအလှဆုံးနဲ့ကြားထဲမှာရှိတဲ့အရာအားလုံးကိုပေါ့မိတ်ဆွေတို့ဩတဲ့အာဂလီအန်ဝင်ဒါဘူးတင်းကနေသင်ကန်းစာတွေအများကြီးရယူနိုင်ပါတယ်။အရေးအကြီးဆုံးကတော့ချစ်ချင်းမေတ္တာဟာရှုပ်ထွေးပြီးပုံမှန်မဟုတ်ရင်တောင်တန်ဖိုးရှိနိုင်တယ်ဆိုတာပါပဲ။အခက်အခဲဆုံးအခြေအနေတွေကြားကခံနိုင်ရင်နဲ့ အလှတရားကိုရှာဖွေဖို့မမေ့ပါနဲ့ဒီစာအုပ်ကိုဖတ်ရှုပြီးဥပိုင်ဘဝလမ်းကိုရဲရင်စွာဖန်တီးကြဖို့တိုက်တွန်းလိုက်ပါတယ်